ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့စတင်ပါလာ28ရက်နေ့ကနေအော်တိုဘားလာ4ရက်နေ့ချီလာမယ့်တပတ်တာအတွက်မိုးလီဝတ်သားခံမှန်ချက်တွေနဲ့အထူးသတိပေးချက်တွေကိုတင်ဆက်ပေးပါတော့မယ်စတင်ပါလာအတွင်းမှာတောက်တရုတ်ပြည်နယ်တွင်တိုင်ဖုန်မုန်တိုင်း၃လုံးထိသတိဖြစ်ပေါ်ခဲ့ပြီးအင်အားပြင်းဆုံးဖြစ်တဲ့စူပါတိုင်ဖုန်မုန်တိုင်းရာကာစာတိုင်ဖုန်မုန်တိုင်းဘူလိုင်းတို့ရဲ့အရှင်ကြောင့်မုတ်တုံဆုတ်ခွာနေပြီဖြစ်တဲ့မြန်မာနိုင်ငံမှာနေ့စဉ်ရက်ဆက်မိုးရွာသွန်းမှုတွေရှိခဲ့ပါတယ်အခုတပတ်တာအတွင်းမှာလည်းပြည်နယ်နဲ့တိုင်အားလုံးမှာမိုးဆက်လက်ရွာသွန်းနိုင်ပါရဲ့ရှင် ကချင်ကရင်စကားတိုင်းထပ်ပိုင်းနဲ့မန္တလေးတိုင်းတို့မှာမွေးစေအများဆုံးရနိုင်ပြီးမြန်မာနိုင်ငံလေပိုင်းမိုးနေဒေသတွေမှာတော့မိုးနှင်းငယ်သာရနိုင်ပါတယ်။ဒေသအလိုက်မှာနေလိုက်ဖြစ်ပေါ်လာနိုင်တဲ့မွေးရသွန်မိုးခြင်းတွေကတော့စက်တင်ဘာလ29ရက်နေ့မှာကချင်နဲ့တရုတ်နိုင်ငံနယ်စပ်တစ်လျှောက်မှာမိုးများနိုင်ပါတယ်။ဒါ့အပြင်တဝယ်ဘယ်ကော့တောင်နဲ့တနင်္သာရီကန်ယူရန်ဒေသတွေမှာလည်းမိုးပေါ်လာနိုင်ပါရဲ့ရှင်။စက်တင်ဘာလ30ရက်နေ့မှာတော့ရှမ်းပြည်ရှေးပိုင်းကမိုင်းအောင်မိုက်တုံတာကြည်လိုက်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတွင်က မန္တလေးစကိုင်းဝန်တွင်နထိုးကြီးမြစ်သားကြောက်စင်နဲ့မြင်းကျန်တို့မှာမိုးများနိုင်ပြီးတောက်ကြီးမြို့မှာတော့မိုးလွန်များနိုင်တာကြောင့်တောက်ကြရေးစီစင်းတာနဲ့အနိုင်ပိုင်းနေထိုင်သူတွေအနေနဲ့တတိပြုရမယ့်အခြေအနေဖြစ်ပါတယ်အော်တိုဘာလာတရရနေ့နဲ့နှစ်ရက်နေ့တွေမှာတော့ခန်တီတနိုင်းပင်လေဘူးကောလင်ဗမောင်းမျိုးတွေမှာမိုးများနိုင်ကြောင်းခန့်မှန်သိပြီးလိုပါရဲ့ရှင်ပင်လေပင်တွင်မိုးလေဝသအခြေအနေတွေကတော့မနက်ခြံစက်တင်ဘာလ29ရက်နေ့ကနေအော်တိုဘာလာ2ရက်နေ့ထိ ြမကန်ယူရန်တခြားနယ်ကန်လွတ်ပင်နယ်ပြင်တို့မှာဒေတာနောက်တနားီ35မိုင်ထိရှိနိုင်ပြီးလှိုင်းအမြင့်ပေဟာ10ပေကနေ12ပေထိရှိနိုင်ပါတယ်။ဒါကြောင့်အေယာဝတီမော်တမာကွေမွန်တနင်္သာရီကန်ယူရန်တခြားကကန်နီကန်ဝေးရေလောက်သားကြီးတွေအနေနဲ့ကန်ပြန့်ဝင်ချိန်မှာကန်ထွက်ချိန်ကိုသတိပြုသွားလာကြပါ။ဘီယန်ဒီရီတွေလည်းကင်ဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးပါရရှင်။မုတ်တုံဆုတ်ခွာချိန်မှာမုံတိုင်းတွေစတိုင်ဖြစ်ပေါ်ခဲ့ရာကြောင့်ဒီနှစ်ရဲ့မိုးရသည်မှာမုတ်တုံဆုတ်ခွာချိန်ဟာတပတ်ခန့်နောက်ကျခဲ့ရတယ်လို့ဝိလဝတ္တပညာရှင်တွေကတုံ့သက်ထားပါတယ်။ မြန်မာနိုင်ငံရဲ့မြောက်ပိုင်းနဲ့လေပိုင်းဒေသတွေမှာမိုးရွာသွန်းမှုတွေရှိနေပေမဲ့အနောက်တောင်ဘက်သုံးလေဟာဆုတ်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။မြဝကျုံပေါ်ဒေသတွေမှာတော့ဒီတစ်ပတ်အတွင်းမှာပဲမုတ်သုံးလေဟာနှုတ်ဆက်ထွက်ခွာတော့မှာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံတောက်ပိုင်းဒေသတွေမှာအော်တိုဘာပထမပတ်အစောပိုင်းနေ့ရက်တွေထိမုတ်သုံးလေရှိနေအောင်မှာဖြစ်ပေမဲ့စနေနေ့ထက်နောက်မကျပဲအပြည့်သက်ဆုတ်ခွာပြီးမိုးနောက်ကာလကိုဆုတ်သက်တော့မှာပဲဖြစ်ပါတယ်။အော်တိုဘာလရဲ့လလေပိုင်းမှာတော့ကြည်လင်လက်မူသားကောက်ခင်းနဲ့အတူ တတင်းကျုပ်ပွဲတော်ကိုအတူနေပြကြားဖို့အတွက်အခုရတဲ့တဲ့ဘက်ကိုတော့ကျမတို့စီစီဘလော့ဖောင်ရဲ့နောက်ဆုံးရမူလေးဝတာခံမှန်ချက်တွေကိုကြည့်ရှုနားဆင်ပြီးကြိုတင်ပြင်ဆင်ကြော်လွားနိုင်ကြပါစေလို့ကျမစင်ဒီကဆုတောင်းပေးပါတယ်ရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလေးဝတာနဲ့ရသည့်အတူဖြစ်စဉ်တွေကိုလည်းကိုမတ်မှာမျှဝေရေးသားပြီးကျမတို့ရဲ့မူလေးဝတာခံမှန်ချက်တွေပုံမတိကျမှန်ကန်ဖို့အတွက်ကုညီပတ်ပို့ပေးခဲ့ပါဦးရှင်။